ခုအမေရိကန်ကနေပြီးတော့တရားဝင်ကြေညာပလိုက်ပြီနိုင်ငံရေးဥပဒေနာနိုဝင်ဘာ၁၂ရက်နေ့ရက်စွဲနဲ့တရားဝင်ကြေညာလိုက်တာကြီးကတော်တော်ကြောက်စရာကောင်းပါတယ်။ Okay. Morning everyone. I'm Janine Pirro. မြန်မာကမ္ဘောဒီးယားနဲ့လာအိုနိုင်ငံတို့ကအွန်လိုင်းလိမ်လည်မှုစင်တာကြားဖြန့်တွေကို American Federal စုံစမ်းစစ်ဆေးရေးဘူရို FBI အပါအဝင် အဖွဲ့၃ဖွဲ့ပူးပေါင်းပြီးတော့အထူးတပ်ဖွဲ့ဖွဲ့စည်းပြီးနှိမ်နင်းမယ်လို့ American အစိုးရကနိုဝင်ဘာ၁၂ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်။ဘလို့ကြောက်ရကောင်းလဲလို့မေးတော့သူကမြန်မာနိုင်ငံအပါအဝင်အရှိတအအောင်ရှာ၃နိုင်ငံဖြစ်တယ်။မြန်မာကမ္ဘောဒီးယားလာအိုဆိုဒီ၃နိုင်ငံပါတဲ့နော်။ စိုက်ဘာလိမ်လည်မှုတွေကြားဖြတ်နေကိုနှိမ်နေဖို့ scam center strike force ဆိုပေ SCSF နော် SCSF လို့ခေါ်တဲ့ scam center strike force လို့ခေါ်တဲ့မြေပြတာအထူးတပ်ဖွဲ့ကိုစတင်ဖွဲ့စည်းလိုက်ပြီတဲ့မြန်မာနဲ့ကမ္ဘောဒီးယားနဲ့လာအိုသုံးနိုင်ငံမှာအဓိကနေနေမှာအဲ့ဒီထဲမှာနေနေမဲ့လူတွေကကြားဖြတ်ခေါင်းဆောင်နေနေမဲ့ကြားဖြတ်ဂိုင်းနေနေမဲ့ကြားဖြတ်နဲ့ဆက်ဆက်ပြီးလုပ်တဲ့သူတွေတဲ့မှာပေါ့အချင်းလိုက်ဆင်းလိုက်ဒီအားလိုက်တားဟိုတတ်မှတ်ပြီးတော့နေနေမဲ့ဆိုပြီးကြီးညာတယ်ဆိုတော့တောက်စီယာကောင်းပါတယ်ပြောရရင်တော့မြန်မာပါနေတယ် ဒီအထူးတပ်ဖွဲ့ကိုစဖွဲ့လိုက်ပြီဖြစ်တယ်လို့အဲ့ဒီအထူးတပ်ဖွဲ့ဖွဲ့လိုက်တဲ့နေ့မှာပဲကျညာရေးတွေ၄ယောက်ရှိအဲ့ဒါမှလည်းဆိုတော့ DGBA က Society စိုင်းကျော်လာစောစိန်ဝင်းနဲ့စောစန်းအောင်အဲ့ဒီ၄ယောက်ကိုလည်းဒဏ်ခတ်ပိတ်ဆို့တယ်ကျွန်တော်တို့ကဒီအမေရိကန်လာဟိုတော်တော်လေးထင်ကြီးခဲ့တယ်နော်ကဘာပေါ်မှာပညာတဟိုအမှားမှဝေဖန်ပိုင်းချနိုင်တဲ့နော်ဟိုအမေရိကန်ဆိုပြီးတော့လေကျွန်တော်တို့လည်းဟိုအထင်ကြီးတယ်ပေါ့ အခုကဟိုမစီမဆိုင်ဟိုကဥမာကျွန်တော်တို့ဒီပုံချုပ်နော်ဆော့စတီတို့ဖုန်းစိန်ဝင်းတို့နော်ပြန်ကြည့်ရင်အဲသူတို့အနေနဲ့ဆိုလို့ရှိရင်ဘာမှမဟုတ်ဘူးနော်ပုံချုပ်စတီဆိုရင်ဥမာတေးဥပ္ပစံမှာတီလို့တော့ပေတော့မယူဘူးအနေထားလို့ရှိတယ်အခုအဲ့ဒီလူတွေကသူစော်တဲ့ရတာအဲကျွန်တော်ဆိုအစီဝေးလေးမှာတော့တပ်ဖွဲ့ကိုစားလိုက်တက်ပြီးလိုက်ဖြည့်ရှင်းတော့ရှိတယ်ပေါ့လေကြာလားနော်တက်ဖြည့်ရှင်းတော့ရှိတယ်ပေါ့အဲဒီခါကလေးအခုကဒီအဲ့ဒီဟို ုပုဇုစတီနေနဲ့เนาะကျွန်တော်စီကျုပ်เนาะဖို့ဆွေးဝင်နေနဲ့ဆိုလို့ရှိရင်ဒီလူတွေတော့တခါမှဟိုမချိမဆိုင်မပတ်သက်ပဲနဲ့အဲသူတို့ဟိုဒီနားနဲ့အရင်ရုပ်ပေးဆိုမှုစရင်းမှာပါဝင်လာတဲ့ပုပ္ပကိုနဲ့အဖွဲစီးတွေနဲ့ဆက်ဆက်ပြီးအမေရိကန်မှာရှိနေတဲ့ပန်းဆိုင်မှုတွေအမေရိကန်နိုင်ငံသားတွေကထိမ့်သိမ်းပေးထားတဲ့ပန်းဆိုင်မှုတွေအားလုံးကိုတင်ဆက်သွားမှာဖြစ်ပါတယ် အဲ့ဒီလူပုဂ္ဂိုလ်ဖွဲ့စည်းတွေနဲ့ပူးပေါင်းပြီးအမေရိကန်နိုင်ငံသားတွေကလုပ်ငန်းဆောင်ရွက်ခွင့်ကိုလည်းပိတ်ပင်ထားပါတယ်။တကယ်လို့ချိုးဖောက်ရင်တော့ကြီးလေးတဲ့ရာဇဝတ်ပြစ်ဒဏ်၊တံကြေးတွေကျုံလာနိုင်တယ်လို့လည်းအမေရိကန်နိုင်ငံဘက်ကတတိပေးထားပါတယ်။ဒါနဲ့ပတ်သက်ပြီးတော့လည်းပိုကျုပ်စောစန်းအောင်က DKBA တပ်ဖွဲ့အနေနဲ့ပြည်ပနိုင်ငံတွေမှာပိုင်ဆိုင်တဲ့လုပ်ငန်းတွေမရှိဘူးလို့တုတ်ပြန်သွားပါတယ်။ကျွန်တော်တို့တဲ့ရကျွန်တော်တို့ဟိုဒီကုမ္ပဏီဘာမှမရှိဘောပိတ်ဆို့ပဲကျွန်တော်တို့ ဒီတပ်ဖွဲ့အနေနဲ့ယူရီးယားမှဟိုဗာလဲစတိုဆင်ဆင်ပိတ်တာတော့ဗာတော့ကျွန်တော်တို့ပိုင်ဆိုင်မှုတွေဘာမှမရှိဘူး။ဒါကျွန်တော်တို့ယောဂရပြီးသွားကုတာလွယ်ပြီးတော့ကျွန်တော်ဟိုဒီနိုင်ငံသားတွေမှာဒါကျွန်တော်တို့ဘာမှဟိုပိုင်ဆိုင်မှုမရှိဘောဆရာနော်။ဟွန်းအမေရိကန်ရဲ့အရေးယူပိတ်ဆို့မှုစီးရင်မှာပါဝင်လာတဲ့ TKBA ထိပ်တန်းကောင်ဆောင်၄ဦးကတော့စစ်ဦးစီးချုပ်ဘူချုပ်ကြီးစောစတီ စစ်ဦးစီးအရာရှိချုပ်ပိုချုပ်စွန်ဆန်းအောင်စစ်ရေးချုပ်ပိုမှုချုပ်စောစိန်ဝင်းနဲ့အမတ်တစ်စစ်ဒေသကုတ်ကဲရီမှုပိုမှုချုပ်ဆိုင်းကျော်လာတို့ဖြစ်ပါတယ်။ဒီကောင်းဆောင်တွေကတော့ထိုင်းမြန်မာနယ်စပ်စုံစည်းမြန်ရွာမှာအခြေပြုတဲ့ TKBA စစ်ဌာနကကောင်းဆောင်တွေဖြစ်ပါတယ်။အမေရိကန်၏ကြားဖြန့်ကိစ္စအရေးယူမှုလက်တွေ့မကျဟု DKBA ဝေဖန်အမေရိကန်အစိုးရကကြားဖြန့်ခေါ် အွန်လိုင်းငွေလိမ်လုပ်ငန်းများတွင်ပါဝင်ပတ်သက်မှုဖြင့်ဒီမိုကရေစီအကျိုးပြုကရင်တက်မတော် GKBA နှင့်ခေါင်းဆောင်လေးဦးတို့အားအရေးယူပိတ်ဆို့လိုက်ခြင်းသည်လက်တွေ့မကျသည့်လုပ်ရဟု GKBA စစ်ဦးစီးအရာရှိချုပ်ဗိုလ်ချုပ်စောစန်းအောင်ကဝေဖန်လိုက်သည့် American ဗန်နာရေးဝန်ကြီးဌာန၏နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးယုံကနိုဝင်ဘာ၁၂ရက်နေ့ရက်စွဲဖြင့်အွန်လိုင်းလိမ်လည်မှုလူကုန်ကူးမှုလုပ်ငန်းများဖြင့် American နိုင်ငံသားများထံမှဒေါ်လာဘီလီယံနှင့်ချီပြီးခိုးယူအမြတ်ထုတ်နေခြင်းကြောင့် KKBA စစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးစော့စတီအပါဝင်ဗိုလ်ချုပ်စောဆန်းအောင်ဗိုလ်မှူးချုပ်ဆိုင်းကျော်လာနဲ့ဗိုလ်မှူးကြီးစောစိန်ဝင်းတို့ကိုပိတ်ဆို့အရေးယူကြောင်းထုတ်ပြန်ခဲ့သည့်အရေးယူရာတွင်ကြားဖြတ်နှင့်မပတ်သက်သော KKBA ခေါင်းဆောင်များကပါထည့်သွင်းထားသဖြင့်အမအမှန်ဝေဖန်ပိုင်းချနိုင်ခြင်းမရှိသည့်လုပ်ရဖြစ်သည်ဟုအမေရိကန်၏လုံဆောင်ချက်အပေါ်ဗိုလ်ချုပ်စောဆန်းအောင်ကဝေဖန်ပြောဆိုသည် ရင်းကကျွန်တော်တို့ကအမေရိကန်ကိုကဘာပေါ်မှာအမားအမှန်ဝေဖန်ပိုင်းချနိုင်တယ်ဆိုပြီးတော့တော်တော်လေးအထင်ကြီးခဲ့တာခုတော့မစီမဆိုင်ဘိုးချုပ်စော့စတီတို့စော့စိန်ဝင်းတို့ဘိုးချုပ်စတီဆိုရင်တွားပေးလို့တရုတ်ပတ်စံမှန်တီးလို့ဆိုရင်မယူဘူးအဲ့လိုလူတွေပါသူတို့ဆွဲထည့်တယ်ဟု KIC တို့ပြောသည်အမေရိကန်ထုတ်ပြန်ချက်အရအမေရိကန်နိုင်ငံတွင်ဖြစ်စေအမေရိကန်နိုင်ငံသားပိုင်ဆိုင်သည့်လုပ်ငန်းများအောက်တွင်ဖြစ်စေ အမေရိကန်ကအေးအေးယူခံရသည့်လူပုဂ္ဂိုလ်လုပ်ငန်းများအနေဖြင့်ဤတို့ပိုင်ဆိုင်သည့်အကျိုးအမြတ်နှင့်ပစ္စည်းဥစ္စာအလုံးပိတ်ဆို့ခံရမည်ဖြစ်သည် ဒီ KVA အနေဖြင့်မူပိုင်ဆိုင်မှုမရှိသဖြင့် American ၏အရေးယူမှုကနင်းတို့အပေါ်မတက်ရောက်နိုင်ကြောင်းပိတ်ဆို့ခံရသူများတွင်တဦးအပါဝင်ဖြစ်သောဗိုလ်ချုပ်စောစန်းအောင်ကဖြည့်ဆွက်ပြောဆိုသည်ကျွန်တော်တို့မှာဘာကုမ္ပဏီမှမရှိဘူးရောယူရီးယားမှာလည်းယောဂရလို့သွားကုတာကလွယ်ပြီးတော့ပိုင်ဆိုင်မှုတွေဘာမှမရှိဘူးသူတို့ကနိုင်ငံကြီးတွေဆိုတော့လေသူတို့လောက်တာခံရမှာပဲလေကျွန်တော်တို့ဘဝတွေပေါ်ဟုဗိုလ်ချုပ်စောစန်းအောင်ကပြောသည်